မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကရက်ချောင်းမှာအရက်တောက်ပြီးပျော်ပါနေတဲ့ရဲတပ်သား၃ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့ညနေ3နာရီဝန်းကျင်အချိန်မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကင်မွန်းချောင်းကျေးရွာကရက်ချောင်းမှာလာရောက်ပြီးတော့အရက်တောက်ပျော်ပါနေတဲ့ရဲတပ်ဖွဲ့ဝင်၃ဦးကိုကြိုက်ထုံတော်လိုင်းအင်အားစုကနေပြည်လုံးကျုံရေးအတွက်ကင်းလက်နေတဲ့အချိန်အရှင်လက်ရဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အရှင်လက်ရဖမ်းဆီးရမိတဲ့၃ဦးဟာ ကြိုက်ထူမျိုးမှာရဲစခန်းကနေထင်းရဲတပ်သားဝင်းထက်နဲ့ရဲတပ်သားជីတာခေါ်ဖိုးအောင်တထုံခရိုင်ရဲတပ်ဖွဲ့ဦးစီးတဲ့ဌာနစိတ်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်သားကောင်းထက်ကျော်ခေါ်ကြံကြောင်းတို့ကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ကိုစစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာတပ်ဆိုင်ရာကိုအနံ့ထားတယ်လို့ KRF ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဝန်ကြီးကစစ်အာဏာရှင်ဟောင်းတန်းရွှေကိုတွားရောက်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ14ရက်နေ့မှာဝန်ကြီးကတန်းရွှေကိုတွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီးတော့တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုပြည်ပကနေပြီးတော့ဝင်ရောက်ဆွတ်ဖက်ခြင်းကနေကွာကိုရန်နဲ့ပြည်တွင်းတည်ငြိမ်ရေးကိုထိမ့်သိမ်းကာကွယ်ရန်အတွက်တံမိုးရှိတဲ့အထောက်ပံ့များကိုဆက်လက်ပံ့ပိုးကူညီသွားမယ်လို့မျှော်လင့်ကြောင်း ပန်းရွှေကပြောဆိုခဲ့တယ်လို့သိရပါတယ်တရုတ်ဝန်ကြီးကမြန်မာနိုင်ငံမှာ နိုင်ငံရေးအရာရင်းကြားစေရေးကြိုးပမ်းမှုတပြည်လုံးရွေးကောက်ပွဲအဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန်ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်စတင်ရန်ထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖျက်ဆီးတဲ့ပြောဆိုပြုမှုမှုများကိုအခိုင်အမာဆန့်ကျင်ကြောင်းမြန်မာနိုင်ငံနဲ့အတူအေးအတူပူမြအပြန်အလှန်ဖေးမှကူညီတဲ့စိတ်ဓာတ်ကိုလက်ကင်ထားမယ်လို့ပြောဆိုခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံကူးလက်မှတ် PV ကန်ဆောင်ပြီးတော့အလုတ်ကန်ဗီဇာနဲ့ပြည်ပထွက်ခွာမှုများအားလုံးကိုလေးစိမ့်နဲ့နယ်စပ်ဂိတ်များမှာစီစစ်တားမြင့်မယ်လို့စစ်ကောင်စီကတရားဝင်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်ပကိုတွားရောက်အလုတ်လုတ်ကန်မဲ့ဒူတိုင်းအလုတ်သမားဝင်ကြီးဌာနမှာပြည်ပအလုတ်သမားအဖြစ်နဲ့ပတ်ပုံတင်ပြီးတော့ပြည်ပအလုတ်ကန်တပ်သေးကန် OWIC ရရှိမှသာပြည်ပကိုတွားရောက်အလုတ်လုတ်ကန်ရမှာဖြစ်တယ်လို့သိရပါတယ်1996ခုနှစ် ြည်ပအလုတ်ကင်ဥပဒေအရလည်းအလုတ်သမားများအနေနဲ့မှတ်ပုံတင်ခြင်းမရှိဘဲပြည်ပအလုတ်ကင်တွားရောက်ပြီးတော့လုတ်ကင်ပါကပြည်ပကိုထွက်ခွာရန်မသင့်တော်တဲ့အတွက်ပိတ်ပင်ခြင်းများကိုလှုံ့ဆော်ရန်ပြဋ္ဌာန်းထားတယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ဒါကြောင့်ပြည်ပကိုအလုတ်လုတ်ကင်ရန်အတွက်တွားရောက်မဲ့သူများဟာနိုင်ငံကုလက်မှတ်အမျိုးအစားကိုအလုတ်ကင်အတွက်ထုတ်ပေးတဲ့ passport for job PJ နဲ့သာတွားရောက်ရမှာဖြစ်ပြီးတော့အလုတ်သမားဝန်ကြီးဌာနမှာမဖြစ်မနေမှတ်ပုံတင်ပြီးမှသာပြည်ပကိုတွားရောက်အလုတ်လုတ်ကင်ရမှာဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ အလေအပတ်နိုင်ငံကူးလက်မှတ် PV အမျိုးအစားကန်ဆောင်ပြီးတော့အလုတ်ကန်ဗီဇာများလျှောက်ထားရယူပြီးတော့ပြည်ပကိုထွက်ခွာမယ်ဆိုရင်လေစိမ့်နဲ့နေဆက်ဂိတ်များကနေစီစစ်တားမြစ်ချင်းကိုခံရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်မလိုလားအပ်တဲ့ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အတွက်အလုတ်လုတ်ကန်မဲ့သူများအနေနဲ့ PJ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းပြည်ပအလုတ်ကန်အလုတ်သမားတပ်တွေကန်က OWIC ကတ် ရှောက်ထားရယူပြီးမှသာပြည်ပကိုထွက်ခွာကြရန်စစ်ကောင်စီကကြီးညာလိုက်တယ်လို့သိရပါဗယ်အခုကအသက်23နှစ်ကနေအသက်32နှစ်အတွင်းလူငယ်အမျိုးသားတွေကိုပြည်ကျင်းနဲ့ပြည်ပအလုတ်ကင်တွားရောက်ပြီးတော့လုတ်ကင်ခွင်းတွေကိုပိတ်ပင်ထားတဲ့ဒီအချိန်မှာ PV နိုင်ငံကူးလက်မှတ်တွေနဲ့လူငယ်တွေကနိုင်ငံသားကိုထွက်နေရတာလေအခုကအဲ့လိုပိတ်ပင်လိုက်တော့လူငယ်တွေကပြည်ပကိုတွားရောက်ခွင့်မရှိတော့ဘူးဖြစ်နေတာပေါ့ PV နဲ့တွားတဲ့လူငယ်အမျိုးသားတွေကိုလေစိတ်ကနေပြီးတော့လှည့်ပြန်ခိုင်းနေတာတွေတော်တော်ကိုများနေပြီး ်အဓိကကတော့သူတို့အတွက်စစ်မှုထမ်းပေးမယ်စစ်သားတဲ့အဖြစ်နဲ့လူစုဆောင်စရာမရှိမှဆိုတော့အဲ့ဒီလိုပိတ်ပင်နေတာလို့ပြည်ပအလုပ်ကအေဂျင်စီကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာကျပ်ငွေတန်ဖိုးထိုးချနေမှုနဲ့ငွေကြေးဖောင်းပွားမှုကိုရှော့ချရန်ဆိုပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကအန့်ငွေများအပေါ်အတိုး900ကိုင်းနှုန်းနဲ့ချင်းငွေများအပေါ်အတိုးနှုန်း1500ကိုင်းနှုန်းတိုးမြင့်မယ်လို့ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်စက်တင်ဘာလ1ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီရဲ့ဗဟိုဘဏ်ကငွေကြေးဖောင်းပွားမှုနှုန်းကိုအထိုက်လျောက်ရှော့ချစေရန်နဲ့တိုင်းသူပြည်သားများအနေနဲ့ ဘဏ်အနှံငွေအပေါ်ကနေပြီးတော့အတိုးဝင်ငွေပုံမိုးရရှိဒေရန်ဆိုပြီးတော့ဗဟိုဘဏ်ကအငွေအတိုးနှုန်းကိုလက်ရှိ900ခန်းကနေပြီးတော့900ခန်းကိုတိုးမြင့်တက်မှတ်လိုက်တယ်လို့သိရပါတယ်။ဒါ့အပြင်ဗဟိုဘဏ်ကချင်းငွေအတိုးနှုန်းကိုလည်း1500ခန်းအထိကိုတိုးမြင့်တက်မှတ်လိုက်တယ်လို့သိရပါတယ်။ပုပ်ပလိကဘဏ်များအနေနဲ့အငွေအပေါ်900ခန်းနဲ့ချင်းငွေအပေါ်1500ခန်းအတွင်းတက်မှတ်နိုင်ကြောင်းကြေညာခဲ့တယ်လို့သိရပါတယ်။ဗဟိုဘဏ်ကချင်းငွေများအပေါ်ကိုအတိုးနှုန်း1500ခန်းပြောင်းလဲမှုကြောင့်စီးပွားရေးလုပ်ငန်းများစွာပုံမိုးခက်ခဲကြက်တဲလာမှာဖြစ်တယ်လို့သိရပါတယ်။ ်တခြားတစ်ဖက်မှာလည်းအငွေအပေါ်အတိုးရာဂိုင်းနှုံတိုးမြင့်ပေးတဲ့အတွက်ဘန်းကိုငွေအပ်ပြီးတော့အတိုးနှုံထိုင်စားမဲ့လူများဟာလည်းလူဒန်းစားတည့်ရပုံမကြီးထွားလာနိုင်တယ်လို့ပြောဆိုထားပါတယ်ပြိုလဲနေတဲ့စီးပွားရေးတစ်ခုလုံးပုံမဆိုးွားလာမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အရင်ကဗဟိုဘဏ်ရဲ့ချင်းငွေအပေါ်အတိုးနှုံးကစနစ်တသမ900ဂိုင်းနှုံမကျော်ရဘူးလို့သတ်မှတ်ထားတာအတိုးနှုံးတတ်တာတာပေါ့အခုကချင်းငွေအတိုးနှုံးကို1500ဂိုင်းနှုံတိုးမြင့်လိုက်တော့ငွေချေးဖို့လည်းမလွယ်တော့သလို စီးပွားရေးလုပ်ဖို့လည်းပို့ပြီးတော့ခက်ခဲလာတာပေါ့စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ဒါကစိုးကြိုးပဲရှိမယ်အတိုးနှုံးတိုးမြင့်လာရင်ဈေးတွေပိုကြီးလာမယ် လူတွေရဲ့စားသုံးမှုကကျသွားမယ်လို့ UMFCCI ကအဖွဲ့ဝင်စီးပွားရေးသမားတို့ကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီရဲ့ဗဟိုဘဏ်ကအတုံးတုံးတုံးမြတ်မှုကြောင့်စီးပွားရေးလုပ်ငန်းများအပါအဝင်ပြည်သူများအထက်ချင်းဝင်ကုန်ကြစိတ်ပုံပုံများပြားလာပြီးတော့အလွယ်တကူချင်းဝင်မရရှိနိုင်ဘူးလို့သိရပါတယ်။ဗဟိုဘဏ်ကချင်းဝင်အတုံးတုံးတုံးမြတ်တိုင်းစီးပွားရေးတစ်ခုလုံးပုံပုံနှောင့်နှေးစေခဲ့တယ်လို့သိရပါတယ်။အငွေအပေါ်အတုံးတုံးတုံးမြတ်မှုဟာငွေကြေးတန်ဖိုးကျမှုနဲ့ ဖောက်ပွားမှုကိုအထိုက်လျောက်သာတားဆီးနိုင်တော်လဲစားသုံးသူများရဲ့တုံးဆွဲမှုများကိုလုံးဝကိုနှိတ်ကွေးသွားစေတယ်လို့သိရပါတယ်။အံ့ငွေများပုံမှုပြီးတော့ဗန်နေမှာပုံမှုအလှနိုင်ကြတယ်လို့သိရပါတယ်။ဒါပေမဲ့အတုံးနှုံများတိုးမြင့်မှုဟာစီးပွားရေးအတွက်စိုးကျိုးများသာတက်ရောက်စေမှာဖြစ်တယ်လို့ဗန်ဒါရေးနဲ့ငွေကြေးကြမ်းကြင်သူများကတုံးသက်ပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီဗဟိုဘဏ်က73စီလုပ်ငန်းရှင်များကိုအမေရိကန်ဒေါ်လာပန်းတရာပံ့ပိုးပေးမယ်လို့ထုတ်ပြန်ကြေညာထားတော်လဲလက်တွေ့မှာဒေါ်လာများရောင်းချပေးခြင်းမရှိတဲ့အပြင်ဈေးနှုန်းကိုလည်းဗဟိုဘဏ်သတ်မှတ်ရည်ညွှန်းစင်းနဲ့မရောင်းပေးတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေကိုအမေရိကန်ဒေါ်လာပန်းတရာပံ့ပိုးပေးမယ်ဆိုပြီးတော့သတင်းထုတ်ပြန်တယ်အဲ့ဒါစီအသင်းကနေတစ်ဆက်မေးကြည့်ပါရဲအခုချိန်ထိရောင်းပေးတာမရှိသလိုရောင်းပေးဖို့စီစဉ်တာလည်းမကြရသေးပါဘူး နောက်ပြီးတော့တကယ်လို့ဗဟိုဘဏ်ဘက်ကရောင်းမိမယ်ဆိုရင်လေငွေလဲနှုန်းရည်ညွန်းသတ်မှတ်ဈေးနဲ့မရောင်းမိတော့ဘူးလို့သိရပါတယ်ရည်ညွန်းငွေလဲနှုန်းဈေးနှုန်းပြောင်းလဲဖို့ရှိတယ်ဆိုတာသိရတယ်အဲ့ဒီတော့ဒေါ်လာတန်းတရာရောင်းမိမယ်ဆိုတဲ့သတင်းလွှင့်တာက ဒေါ်လာဈေးတက်နေတာကိုစွဲချတာလို့ပဲမြင်ပါတယ်လို့73စီတင်းသွင်းရောင်းချဖြန့်ဖြူးရေးအသင်းကအဖွဲ့ဝင်စီတင်သွင်းသူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီဗဟိုဘဏ်က American Dollar သတ်မှတ်ရည်ညွှန်းဈေးအဖြစ်နဲ့ American Dollar တစ်ဒေါ်လာကိုငွေကျပ်2100ကျပ်သတ်မှတ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီဗဟိုဘဏ်က American Dollar ပန်းတရာအမှန်တကယ်ရောင်းချပေးခဲ့ရင်တော့မှာအဲ့ဒီ American Dollar ပန်းတရာပမာဏဟာ73စီတင်သွင်းရန်အတွက်ကာလရက်သက်တစ်ပတ် ၃ဘတ်စာသာရှိတဲ့ပမာဏဖြစ်တယ်လို့သိရပါဗျ။ရေရှည်မှာအခုလိုမျိုးစီပြက်လက်မှုပြဿနာတွေမကြာခဏဖြစ်ပေါ်နေမှာ ဖြစ်တယ်လို့သိရပါဗျ။ဒေါ်လာငွေလဲနှုန်းနဲ့စီစေးနှုန်းကို ထိမ့်ချုပ်နေသမျှကာလပတ်လုံးအဲ့ဒီစီပြက်လက်မှုပြဿနာကိုအမြဲကြုံတွေ့နေရမှာဖြစ်ကြောင်း၎င်းကရှင်းပြထားပါတယ်။လက်ရှိမှာပြည်ပမှာ American ဒေါ်လာကိုငွေကျပ်8000ကျော်နေရမှာမနေ့ကညနေပိုင်းမှာ American ဒေါ်လာကို6800ကျပ်ဝန်းကျင်အထိဈေးနှုန်းအနည်းငယ်ကျဆင်းသွားတယ်လို့သိရပါတယ်။ဒါပေမဲ့ပြည်ပဒေါ်လာပေါက်ဈေးနဲ့73စီဝယ်ယူတင်သွင်းရမှာစစ်ကောင်စီက စီစိန်နှုံများကိုထိမ့်ချုပ်ကန့်တန့်နေတဲ့အတွက်စီလုံငန်းရှင်များလက်ရှိမှာအရှုံးပေါ်နေတယ်လို့သိရပါတယ်ဒီကနေ့မှာရန်ကုန်တံမျိုးလုံးမှာ73စီအယောင်းဆိုင်များအားလုံးစီရောက်ချပေးနိုင်ခြင်းမရှိပဲအများစုဟာပိတ်ထားကြတယ်လို့သိရပါတယ်ရန်ကုန်တံမျိုးလုံးမှာ စီတန်းစီတဲ့ကားများနဲ့လမ်းပိတ်ဆို့မှုများကားတန်းရွှေကြီးများကိုမြင်တွေ့ရကြောင်းရန်ကုန်ကကားလမများကပြောဆိုထားပါတယ်ရှမ်းလန်ညူရီစီဆိုင်မှာဆိုရင်တန်းစီနေတာတပတ်ကြီးဗျာစမ်းကြောင်းဝေလူဝန်လမ်းအထိကိုရောက်တယ်ကားတန်းကမိုင်ပေါင်းများစွာဖြစ်နေတယ်ကိုယ်အလဲတော်ရောက်ပါမလားမသိဘူးလို့ရန်ကုန်ကတက္ကစီရန်မောင်းတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။